ချိတ်ဆက်မောတော်ရှင် ရှမ်းကျန်းမြို့တွင်ကနအူးစမ်းသက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အလွန်ခင်ပြီးတဲ့အခြေခံအဆောက်အုံတွေနဲ့ကြော်ကြားထေတရုတ်တောင်ပိုင်းရှိနိပညာအချက်အချာရှန်ချမ်းမြို့ရဲ့နန်းရှမ်းခရိုင်မှာမှတ်ဉာဏ်သူချိတ်ဆက်ရှင်များ ICV လုပ်ငန်းလေပတ်မှုရှေ့ပြေးစမ်းသပ်မှုရှင်ပရိုဂရမ်ကိုတရားဝင်စတင်လိုက်ပါတဲ့ ဖေဖော်ဝါရီ9ရက်နေ့ကစတင်အသက်ဝင်လာပြီးနှစ်နှစ်သားလေပတ်ရန်သတ်မှတ်ထားပြီးမောင်းသူမဲ့ရှင်ဤပညာအသုံးချခြင်းမြင့်တင်ရေးနဲ့ဒေတာအထွန်း ICV လုပ်ငန်းအရေးအသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးရန်လမ်းတည်ဖြစ်လာနိုင်မှာထိရှင်တွေပေါ်မှာရှင်မောင်းများရှိရန်လိုအပ်ပြီးမောင်းသူမဲ့လုပ်ငန်းသုံးရှေ့ပြေးစမ်းသပ်ရှင်သုံးစီးလင်းအ ਨੇ ဆုံးဘေးကင်းရေးအရာရှိတအူးနှုံရှိရမှာဖြစ်ပါထိတ် ခရိုင်ပြောချချက်အရရှေ့ပြေးစမ်းသပ်မှုစီးပွားရေးလုပ်ငန်းများမှပါဝင်ထည့် ICV ပထမအသုံးဟာ phony.ai နဲ့ online mobile lottery အပါဝင်အလို့လျောက် mobile lottery survey provider တွေထံပေးသွားမှာဖြစ်ပါသည်လုပ်ငန်းသုံးလက်ပတ်ရေးလမ်းညွန်အတွက်ကနအူးအစီအစဉ်မှာ အများဆုံးရှင်30ထားရှိမှာဖြစ်ပါသည် နက်ရှိုင်းခရိုင်က2025မှာမောင်းသူမဲ့ရင်ပထမအတုံးလမ်းမပေါ်စမ်းတမ်းမှုတွေကိုကုမ္ပဏီ၅ခုအတွက်ကြီးညာထားပါသည်။ အနာဂတ်မှာတိတ်ပံဥယျာဉ်မှာရှေ့ပြေးစံတမ်းမှုတွေပြုလုပ်ရန်စီစဉ်နေပြီးမောင်းသူမဲ့ရှင်များအသိဉာဏ်သူဆုံးဖြတ်ချက်စွမ်းရည်များအစ်စ်မြင့်စေရန် 5G နဲ့ AI ပုံစံကြီးများကိုထဲထဲဝင်ဝင်ပေါင်းဆက်သွားရန်လှိလာနေတယ်လို့ Unity Drive မှာညွှန်ကြားရေးမှူးကွမ်ဟန်ချင်းကပြောပါတယ်။ 2025နှစ်ကုန်မှာရှန်ကျန်းလမ်းမတွေမှာ မောင်းသူမဲ့ရင်းအရေအတွက်တထောင်ကျော်ရှိလာမှာဖြစ်ပါတဲ့အတိညာတူချိတ်ဆက်မော်တော်ရှင်ခန္ဓာအတွက်ရှန်ကျန်းမှာဂုံမဏီပေါင်း2900ကျော်ရှိထားကတီထွင်ဖန်တီးမှုပိုင်းလင်းမြန်စွာတိုးတက်လာအောင်ကြင့်ကြံသွားမယ်လို့ကုန်သွဲနှင့်စက်မှုဖွံ့ဖြိုးရေးသူတေသနာစန္ဒာညွှန်ကြားရေးမှူးဝေဖူလက်ကပြောသွားပါတယ်လို့သိရပါတယ်ရှင်။